နီပြမော်ရင်အတွက်စိတ်သက်သာရရစီမဲ့ဆက်စကိုရဲ့ဒဏ်ရာချင်းလေးမန်ချက်စတာနဲ့တင်တဲ့စစ်ကစားမှဘက်တမင်ဆက်စကိုရဲ့ဒဏ်ရာချင်းလေးကပရိသတ်တွေစိုးရင်ကြရစလို့ကင်းထန်ခြင်းမရှိဘူးဆိုတဲ့သတင်းအောင်ထွက်ပေါ်လာခဲ့ပါတယ်ဒီသတင်းကြောင့်မယ်ယူနိုက်တက်နီပြဖွဲ့နဲ့ဆလိုဗီးနီးယားပရိသတ်တွေကပါစိတ်သက်သာရရသွားခဲ့ပါတယ်ယူနိုက်တက်ကစပါးချင်းရဲ့ပရီးမီးယားလိဂ်ဘွဲစဉ်မှာငကိုးစီတီးရလက်ထွက်ပေါ်ခဲ့ပြီးတဲ့နောက်အဲ့ဒီဘွဲပြီးခဲ့တဲ့အချိန်မှာဆက်စကိုဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်သူဒဏ်ရာအချိန်မှာယူနိုက်တက်ကလူစားလဲမဲ့ရေအတွက်ပြစ်သွားခဲ့တဲ့အတွက်အတင်းကဘွဲကိုကစားမဆက်ရောက်ထင်းနေတာသုံးသက်ခဲ့ရပါတယ် ဒီလိုချီနေမျိုးကဒိုင်ယာရဲ့ပြင်းထန်မှုကိုပိုပြီးဆွေးနွေးစရာဖြစ်စေခဲ့ပါတယ်။အစောပိုင်းမှာတော့ဆက်စကိုကဒုတိယအကြောင်းပဲလာပေါင်းများစွာအလားယူရနိုင်တဲ့ ACL လိုမျိုးပြင်းထန်တဲ့ဒိုင်ယာဖြစ်လာမလားလို့ပရိသတ်တွေကစိုးရိမ်ပူပန်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ခုထပ်ပေါ်လာတဲ့ CC ချက်တွေကဆက်စကိုရဲ့ဒိုင်ယာချင်းက ACL ဒိုင်ယာမျိုးမဟုတ်ဘူးလို့သိရတဲ့အတွက်ဒီပြန်တဲ့ပရိသတ်တွေကစိတ်သက်သာရရသွားခဲ့ကြပါတယ်။ဒါနဲ့စမူဒူရဲ့ဇာမဘောကိုအကြီးကျယ်ထိခိုက်စေနိုင်တဲ့ဘေးကနေလွတ်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။တရားကပြည်တန်းတဲ့တရားမဟုတ်ဘူးဆိုပေမဲ့ဆက်စကိုကဆလိုဗေးနီးယားလိုက်ချင်းတင်းတဲ့တူ2020ကဘာဘလာချေစပွဲနောက်ဆုံးနှုတ်ပွဲကိုတော့လွဲချော်ခဲ့ရပါတယ်။ ဒါသူရနိုင်ငံတင်းအတွက်ရေးပါတဲ့အချိန်မှာအဓိကတိုက်စစ်မှုတွေကိုဆုံးရှုံးလိုက်ရတာပဲဖြစ်ပါတယ်။ဆက်စကိုကပြီးခဲ့တဲ့နေရာကြီးကလိုက်စစ်တင်းကနေမယူနိုက်တက်တင်းကိုရောက်ရှိလာခဲ့တာပါ။မယူကစားမဘောအစားပိုင်းမှာခြေစွမ်းပြဖို့အနေငယ်ရုန်းကန်နေရဆဲဖြစ်ပြီးသူကအခုချိန်ဒီဆန်တဲ့ပွဲကစားပြီးနှစ်ကိုယ်သာတွင်ယူထားနိုင်သေးတာဖြစ်ပါတယ်။ဒဏ်ရာကမပြင်းထန်မှုဆိုတဲ့တင်းကတော့သူရဲ့စစ်တမိုင်းဆိုင်ရာကလပ်ကစားမဘောအတွက်အရေးကြီးတဲ့အားပေးမှုတစ်ခုပါပဲ။လာပါမလားဆိုအနားယူရမှာမဟုတ်ဘူးဆိုပေမဲ့လာမယ့်နိုင်ငံတကာပွဲစဉ်တွေရန်နာပြီးချိန်မှာတော့အတင်းအတွက်ချက်ချင်းပြန်လဲပါဝင်ကစားနိုင်မလားဆိုတာကိုတော့နီးပြဖွဲ့ကအနီးကပ်စောင့်ကြည့်သွားရအောင်မှလည်းဖြစ်ပါတယ်။ 大家问要点解第一次俾阿英决定冇做对人面做片啦？正黄苗岭呢只马对住话咧。